ာနဲ့ဂျက်ကန်ရိုက်တို့ရဲ့ခြေအားအခြေအနေဘယ်လိုရှိလဲအာဆင်နယ်နေပြအကြီးကြီးကဝက်ဟမ်အသင်းကိုအနိုင်ရရဲ့ပွဲမှာဂျန်ယာအတိတ်ရရှိခဲ့ကြတယ်။အော်ဒီကဂျက်ကန်ရိုက်တို့ရဲ့အခြေအနေနဲ့ပတ်သက်လို့ဆိုရင်စရာတွေကောင်းတယ်လို့ပွဲပြီးမှပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းကစနေနေ့ညကကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ခုနှစ်မှာဝက်ဟမ်အသင်းကိုအင်ကွေးမှာဂျက်ကန်ရိုက်စကာတို့ရဲ့အသင်းကိုတွေနဲ့အတူပွဲပြီးမှ2-0မရှိနဲ့အနိုင်ရခဲ့တာပါ။ ။ဒါပေမဲ့အဲ့ဒီပွဲမှာအသင်းအဓိကကွင်းနဲ့ကစားသမားတွေဖြစ်တဲ့ Ortigat နဲ့ Jagron White တို့တန်ရာအသီးတွေရရှိခဲ့ကြတာပဲဖြစ်ပါတယ်။ ။အော်ဒီကတ်ကပွဲစဉ်26မိနစ်မှာလူစားလဲခဲ့သလိုဂျကာရိုက်ကိုလည်းပွဲစဉ်80မိနစ်မှာလူစားလဲခဲ့ရပါတယ်။အော်ဒီကတ်ကပွဲစဉ်26မိနစ်မှာဝဟန်တိုက်စစ်ကစားသမားဆမာဗီနဲ့ဒူချင်းတိုက်မီတို့ဒုတင်ရာရရှိခဲ့ပြီးရောဆူပီမန်ဒီနဲ့လူစားလဲခဲ့ရတာပါ။အော်ဒီကတ်ကအခုပွဲမှာပထမပိုင်းမှာပဲလူစားလဲခံရတာကြောင့်ပီမီယာလိပွဲစဉ်တမိုင်းမှာ၃ပွဲဆက်တိုက်ပထမပိုင်းလူစားလဲခံရတဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာဝက်ဟန်နဲ့ပွဲမတိုင်ခင်ကလေနော်တန်ဖော်ရက်တို့နဲ့ကစားခဲ့တဲ့ပွဲစဉ်တွေမှာဒင်ယာပြဿနာတွေကြောင့်လေနဲ့ပွဲမှာပွဲချိန်38မိနစ်နဲ့နော်တန်ဖော်ရက်နဲ့ပွဲမှာပွဲချိန်18မိနစ်မှာလူစားလဲခံခဲ့ရတာပါအဒီတာပြောတာကတော့မာတင်ကပြိုင်မဲ့ကစားသမားနဲ့ဒူးစင်းကြိုက်ခဲ့မိတာပါလောလောဆယ်အနေချားမှတော့အခြေအနေမကောင်းခဲ့ပါဘူးသူ့ရဲ့ဒူးတင်ရဘလောက်ဆိုတဲ့ဆိုတာကိုစစ်စစ်အကဲဖြောက်အောင်ပါလို့သူ့အရန်ကန်ဆိုးပါရီတို့ပြောကြားခဲ့ပါတယ် ဝဟန်ရဲ့ပွဲမှာအဖွင့်ကိုသွင်းယူပေးခဲ့တဲ့ဂျက်ဂရွန်ရိုက်ဟာလည်းပွဲချိန်80မိနစ်မှာမယ်ရီနိုနဲ့လူစားလဲခဲ့ရတာပါဂျက်ဂရွန်ရိုက်နဲ့ပတ်သက်လို့လည်းအာဒီတာကဂျက်ဂရွန်ရိုက်ကဂျော်ဒန်ဟာနဲ့ရုံးကန်နေရတာပါသူကကျွန်တော်ကိုလူစားလဲပေးဖို့တောင်းဆိုခဲ့ပါတယ်သူ့ရဲ့ဂျန်ဟာနဲ့ပတ်သက်လို့ဆရာဝန်တွေဘလို့ပြောမလဲစောင့်ကြည့်ရမှာပါသူကံကောင်းမှုမျှော်လင့်ပါလို့ပြောကြားခဲ့ပါတယ်အာဆင်နယ်အသင်းကစနေနေ့ညနောက်ဆုံးပွဲမှာလီဗာပူးအသင်းရှုံးနေခဲ့တာကြောင့်ပရီးမီးယားလိပွဲစဉ်ခုနှစ်အပြီးမှာရမတ်16မှတ်နဲ့လီဗာပူးအသင်း ၅မှတ်ကိုတမဖြတ်ခါအမှတ်ပေးစရာထိတ်ဆုံးမှတက်လန်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။